ိုးလွန်လေပြီးတဲ့ချိန်ကဖီးအားလောင်းဟာအမရဝတီလို့ခေါ်တဲ့ပြည်တော်မှာသူ့မိသားအမိနဲ့တထေးသားဖြစ်ခဲ့တယ်။ဒီလိုနဲ့နေလာခဲ့တာမိဘတွေကွယ်လွန်သွားတော့ကြံရစ်ခဲ့တဲ့ပစ္စည်းဥစ္စာတွေကိုကြည့်ပြီးသူ့မိသားတထေးသားလေးစဉ်းစားတယ်။ငါမိဘတွေဟာပစ္စည်းဥစ္စာတွေကို ရှာသာရှာနိုင်ကြတယ်။ယူမသွားနိုင်ကြဘူး။ဒါကြောင့်ဒီပစ္စည်းဥစ္စာတွေကိုစွန့်လွှတ်ပြီး တောထွက်ကယတိယဟန်ပြုကုသိုလ်ရှာတော့မယ်လို့စဉ်းစားဆုံးဖြတ်ခဲ့တယ်။အဲဒီနောက်တော့သူပိုင်ဆိုင်သမျှပစ္စည်းဥစ္စာတွေကို အလှကြီးပေးကတောထွက်ပြီးယတိယဟန်ပြုသွားခဲ့တယ်။ဒီနေ့တော့တောထွက်ပြီးတရားရှာတဲ့သူ့မိသားရှင်ယတိလေးဟာဇံဘီညင်ရပြီးကောင်းကင်ခီးကနေကြွတော်မူလာတယ်။ ဒီချိန်မှာရမာမြို့ကမြို့သူမြို့သားတွေဟာဒီပင်ဂရာမြတ်စွာဘုရားနဲ့နောက်ပါတန်ဃာတော်တွေကြွလာမဲ့လမ်းကိုပြုတ်ပြင်းနေကြတယ်။သူ့မိသားရှင်ရဲ့တိတ်လဲကုသူပါဝင်ကျင်တာနဲ့ကောင်းငင်ကဆင်းပြီးနေရတခွက်ကောင်းယူပြင်ဆင်တာပေါ့။ဒါပေမဲ့လမ်းပြင်လို့မပြီးခင်မှာပဲဘုရားရှင်နဲ့နောက်ပါတန်ဃာတော်တွေကြွချီတော်မူလာကြပါတော့တယ်။ သူ့မိသားရှင်ရင်သေးလဲပြုတ်ပြင်းလို့မပြီးသေးတဲ့ရွှွန်ညွန်ပေါ်မှာမိမိကိုယ်ကိုအလျားမှောက်ကတရားသဘောမျိုးခင်းပေးလိုက်တာပေါ့အဲ့ဒီချိန်မှာပဲကြာပန်းရှိခွင့်ကင်ပြီးဖះရှင်ကိုဖူးမြော်ဖို့ရောက်နေတဲ့သူ့မိတ္တာမျိုးသမီးလေးဟာသူ့မိသားရတိလေးရဲ့ကိုကျိုးစွမှုကိုမြင်တော့ကြည်ညိုတရားပွားမိတော့တာပေါ့ဒီလုံးနဲ့ သူ့လက်ထဲကဂျာပန်ကားပွင့်ကိုသူ့မိသားရှင်ရသိအားလှူလိုက်ပါတော့တယ်။သူ့မိသားရှင်ရသိလည်းမိမိဥကောင်းရင်မှာရှိနေတဲ့ဘုရားရှင်ကိုဂျာပန်ကားပွင့်ကတ်လှူပြီးအကျွန်ုပ်သည်နောင်အခါဤဘုရားရှင်ကဲ့သို့တတဝါတို့အားကဲတင်နိုင်သူဖြစ်ရပါလို့ဤလို့အတိတ်ထံပြုစူတောင်းပါတော့တယ်။သူ့မိသားမျိုးသမီးလေးကလည်း ကြာပန်းသုံးပွင့်ကိုကတ်လူပြီးဤရှင်ယသိဤပါရမီကိုကုညီဖြစ်ရပါလို့ဤလို့အဋိဌံပြုစူတောင်းပြန်တာပေါ့ဒီပင်ဂရာမြတ်စွာဘုရားရှင်လဲရှင်ယသိသည် နောင်အခါဂေါတမဘုရားဖြစ်လိမ့်မည်ဤမျိုးသမီးကပါရမီဖြည့်ဖက်ဖြစ်လိမ့်မည်လို့ဗျာဒိစကားမိန်ကြားတော်မူပါတယ်ဒီပင်ဂရာမြတ်စွာဘုရားရှင်မောင်မှာ ပြာဒိစကားနာကြပြီးတဲ့ချိန်ကစလို့ဖျားလောင်းတော်ဟာလေးတင်ချီနဲ့ကဘာတသိန်းပါရမီဖြည့်ကျင့်ခဲ့ပါတယ်။နောက်ဆုံးတော့ဝေတန္တရာမင်းကြီးဘွားကနေလွန်တဲ့အခါတုတိတာနတ်ပြည်မှာတေတကေတုမီနဲ့နမင်းကြီးဖြစ်လာပါတော့တယ်။အဲ့ဒီနမင်းနတ်သက်စေလို့စုတေချိန်နီးတဲ့အခါနတ်ပြမာပေါင်းကလူပြည်မှာ ဖျားပွင့်ချိန်တံမီဖြစ်ကြောင်းဒါကြောင့်လူပြည်မှာပြိတ္တိတွေတည်တော်မူဖို့ဝိုင်းမီတောင်းမှန်လျှောက်ထားကြပါတယ်အလောင်းတော်နဲ့သားလဲကြည်ချင်း၅ရက်နဲ့ဆင်ញင်တော်မူပြီးမြတ်မြမာတို့ရဲ့လျှောက်ထားတောင်းမှန်မှုကို လက်ခံတော်မူလိုက်ပါတော့တယ်